နိုင်ငံသားပြည်ထနာတွေကို1982မြန်မာနိုင်ငံသားဥပဒေအရထိရောက်စွာစီစစ်ဆောင်ရွက်ပေးနိုင်မှုနိုင်ငံတော်အစိုးရတိုက်တွန်းတဲ့အဆိုတရက်ကိုပြည်သူလူထုကမှတ်တမ်းအဖြစ်သားထားရှိခဲ့တဲ့တဲ့င်းကိုဥကျော်စရာဝင်းကပြပုတ်ထားပါရရှင်။မေလ20ရက်နေ့မှာပြုလုပ်တဲ့ဒုတိယအကြိမ်ပြည်သူလူထုပရမပုံမှန်အစည်းအဝေး30ရက်မြောက်နေ့အစည်းအဝေးမှာရတိတော်မဲဆန္ဒနယ်ကတော်ခင်စောဝေတင်သွင်းတဲ့1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရနိုင်ငံသားပြည်ထနာများကိုမြန်မာနိုင်ငံတဝမ်းတွင် အေးဥရင်နဲ့ညီတယောက်ဆိုဆေးစစ်ဆောင်ရွက်ပေးနိုင်ပါရန်နိုင်ငံတော်အစိုးရတိုက်တွန်းကြောင်းအဆိုကိုတွတ်တော်ကိုယ်စားလှယ်၆ဦးကဆွေးနွေးခဲ့ကြတာပါကျွန်တော်တို့အချင်းချင်းတွင်လည်းတရားစာတာဖြစ်ရှိမှုဥပဒေစိုးမိုးခြင်းအနေနဲ့ကြောင်းသူဝင်အနေထားရဆက်ဆက်နေတော့အင်းကြီးချင်းနိုင်ငံများမှာအလိုများဥတန်းသွားလာနေဒီမှာအခြေချနေထိုင်မှုများပါရှိလာပါသည်သူတို့ဝင်ရောက်အခြေချနေထိုင်မှုကိုတားဆီးနိုင်ပါကတနေ့တခြားများပြားလာသည် အကျဉ်းကဲ့သို့ချက်ရှင်းရန်ပြင်ပတဲ့ကတ္တနာများဖြစ်ပေါ်လာနေပါသည်အဲဒီအဆုံးနဲ့ပတ်သက်ပြီးအလုံသမားလူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်သူ့ဝန်ကြီးဦးသိန်းစွေကပြန်လည်ရှင်းလင်းခဲ့ပြီးလွှတ်တော်မှသာမှတ်တမ်းနှင်ထားရှိဖို့ပြောဆိုခဲ့ပါတယ်။မြေချုပ်နေတဲ့ဝန်ကြီးဌာနရဲ့ပြပြလိုတာကတော့ကျွန်တော်တို့တော်ကိုယ်လေးပြပြသွားတဲ့အဆုံးမှာပါတဲ့1982ခုနှစ်မြန်မာနိုင်ငံကဖွင့်တဲ့ဒီနိုင်ငံသားစီးနီးလုပ်ငန်းသူ့ရဲ့ရည်ရည်အစီအမံချက်တွေ တို့ဦးစားပေးလုပ်ငန်းတစ်ခုနေပဲတတ်မှတ်ဆောင်ရွက်တော့မှာဖြစ်တဲ့အတွက်ကြောင့်တို့တို့ဦးစားရဲ့အဆိုအားမတမ်းပြထားကြည့်ပေးပါရန်တို့တို့ဥက္ကဋ္ဌမှတစ်ဆင့်လေးစားတော့ပြင်ပြပါခင်ဗျာအဆိုရှင်ဖြစ်တဲ့ token software ကတော့လွတ်တော်ကမှတ်တမ်းတင်အဖြစ်နဲ့သာထားရှိခြင်းမပြုဘဲအတီးပြုပေးဖို့တောင်းဆိုတဲ့အတွက်လွတ်တော်ရဲ့အဆုံးဖြတ်ရယူခဲ့ရာကံကွက်ဆန္ဒမေများတဲ့အတွက်အဲ့အဆိုကိုလွတ်တော်ကအတီးမပြုခဲ့ဘဲလွတ်တော်မှမှတ်တမ်းနဲ့ထားရှိခဲ့တာပါ အခုလိုပြည်ထောင်စုဝန်ကြီးရှင်းလင်းရမှာဝန်ကြီးဌာနကရက်တရာစီမံကိန်းမှာထည့်သွင်းဆောင်ရွက်သွားမှာဖြစ်လို့မှတ်တမ်းဖြစ်တာထားရှိဖို့ပြောဆိုတဲ့ပေါ်လက်ခံနေစရာမရှိဘူးလို့ရခိုင်မျိုးသားပါတီကကိုယ်စားလှယ်တဦးကပြောဆိုသလိုအဆိုရှင်ဒေါက်ကင်ဆော့ဝဲလည်းဆက်လက်စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံတစ်ခုလုံးမှာရှိတဲ့နော်လူတွေကိုနိုင်ငံသားစစ်ဆေးဖို့အတိအမြဲတောင်းဆိုလာပါဒီဥပဒေတည်တဲ့နော်6နှစ်ကြာတော့တော့ဒီမှာဆွေးနွေးပြီးတော့ဒီမှာဟိုဟာပေါ့ဒီဥပဒေပညာရှင်ဒေါက်တာမောင်မောင်တို့နောက်တစ်ခါတခြားပညာရှင်တွေနောက်တစ်ခါပြည်က တန်ဘေးစာတသိမ့်တော်ကိုလက်ခံလာပြီးမှ6နှစ်အချိန်ယူပြီးမှဒီကျွန်ုပ်တို့မှာဥပဒေအမှတ်၄အနေနဲ့ပြဋ္ဌာန်းပေးတာအဲ့ဒီဒီဟာကိုပြဋ္ဌာန်းပေးတာ ਨੇ 1940ခုဥပဒေကိုဖျက်သိမ်းခဲ့ပါเนาะအဲ့ဒါကြောင့်ဒီဥပဒေဒီဒီစီဥပဒေတွေဖြစ်တယ်เนาะနောက်တစ်ခါပြဋ္ဌာန်းပေးတာဥပဒေတွေဖြစ်တယ်ဒီဥပဒေဒီနောက်တစ်ခါဒီအန်ဒီတို့အချော့ရှာအာဏာကိုလည်း ြည်တယ်ပေါ့နော်အဲ့တည်းကြောင့်အင်မတန်မှအရေးကြီးပါလေမြန်မာနိုင်ငံသားဥပဒေကို1982ခုနှစ်ပြည်သူ့လွတ်တော်ဥပဒေအမှတ်၄အဖြစ်ထုတ်ပြန်ခဲ့ပြီးဥပဒေမှာနိုင်ငံသားဖြစ်ခွင့်ကိုနိုင်ငံတော်တွင်ပါဝင်သောနေမည်တစ်ခုခု၌မြန်မာတက္ကရာ1185ခုနှစ်ခရစ်တက္ကရာ1823ခုနှစ်မှတာမီကာလမှစပြီးပြည်နိုင်ငံအဖြစ်အမြင့်နေထိုင်ခဲ့သောကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းစတဲ့တိုင်းရင်းသားတွေနဲ့မြို့နယ်စုများဟာမြန်မာနိုင်ငံသားဖြစ်တယ်ဟုဖော်ပြပါရှိပါတယ်ကျွန်တော်ကျော်စရာဝန်းပါခင်ဗျာ